င်္ဂလာပါရှင်။အောက်တိုဘာလ22ရက်နေ့အတွက်တန်လွင်ထမ်းမြက်နေ့လယ်ခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။တန်လွင်ထမ်းမြက်သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လွင်ထား application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွန်ကြည့်ပါပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာ တင်ဆက်ပေးမယ့်သတင်းတွေကတော့မွန်ပြည်နယ်မှာစစ်မှုထမ်းတပ်သားစုဆောင်းခံရသူ3300ထက်မနည်းရှိလာတဲ့သတင်းနဲ့ မိုင်းခွမ်းမြို့မှာစစ်တပ်ဘုံကျဲမှုကြောင့်ရဲသား2ဦးသေဆုံးခဲ့တဲ့သတင်းတွေကိုပါရှုစားကြရမှာပါ။နိုင်ငံတကာသတင်းတွေမှာတော့တရုတ်ကွန်မြူနစ်ပါတီတကပိတ်အစည်းအဝေးမှာလာမယ့်9နှစ်တာအစီအစဉ်တမရရှိရှင်းလင်းခဲ့တဲ့သတင်းအမေရိကန်နဲ့ဩစတြေးလျမြေရှားတပ်တုဆိုင်ရာသဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ကြတဲ့သတင်းတွေအပြင်အာနာသိန်းကလာတပ်ဖြတ်ဖန်စီခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်။ မွန်ပြည်နယ်မှာအာဏာသိမ်းစစ်ကော်မရှင်ဖွင့်လှစ်တဲ့စစ်မှုထမ်းတင်နန်းအပတ်စဉ်၁၈အထိတပ်သားစုဆောင်ခံရသူ3300ထက်မနည်းရှိလာတယ်လို့တံလွင်တိုင်းကပြုစုထားတဲ့ချက်လက်တွေအရသိရပါတယ်။အာဏာသိမ်းစစ်ကော်မရှင်ဟာစစ်ရေးမှာရှုံးနေပြီးသူတို့ရဲ့တပ်ဖွဲ့ဝင်တွေတိုက်ဆုံထိခိုက်မှုမြင့်တက်လာပြီးတဲ့နောက်ပြည်သူစစ်မှုထမ်းဥပဒေကိုပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီ10ရက်နေ့မှာအာဏာသိမ်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကအသက်သွင်းခဲ့တာပါ။ပြည်သူ့စစ်မှုထမ်းဥပဒေပြန်လည်အသက်သွင်းပြီးတဲ့နောက်စစ်ကော်မရှင်ဟာသူတို့ထိန်းချုပ်ထားနိုင်တဲ့မွန်ပြည်နယ်မှာ လစဉ်စစ်မှုရန်တင်နန်းတွေကိုဖွင့်လှစ်လာတာဟာအခုလအထိစစ်မှုရန်တင်နန်းအပတ်စဉ်၁၈ထိရှိလာပြီဖြစ်ပါလေ။တန်ရွယ်တိုင်းကပြုစုထားတဲ့ချက်လက်တွေအရစစ်မှုရန်အပတ်စဉ်၁ကနေအပတ်စဉ်၁၈အထိစစ်မှုရန်တပ်သား3300ထက်မနည်းစစ်သားစုဆောင်ခံထားရပြီးအရေးအတွက်အားဖြင့်တလကို200နီးပါးစစ်သားစုဆောင်ခံထားရတာပါ။စစ်သားစုဆောင်ခံရသူတွေဟာငွေကြေးနဲ့ လူစားထိုးငှားရမ်းခံရသူတွေရောင်းစားခံရသူတွေအတင်းအဓမ္မဖမ်းဆီးခံရသူတွေစစ်မှုထမ်းဆင့်ခေါ်ခံရသူတွေနဲ့ပေါ်တာဆွဲခံရသူတွေအများဆုံးပါဝင်ပါလေတစ်ဖက်မှာလည်းစစ်ကော်မရှင်ဟာစစ်မှုထမ်းတင်နန်းတွေလာစဉ်ဖွင့်လှစ်နိုင်ဖို့အတွက်တက်ဆိုင်ရာရက်ကွက်ကြေးရွာအုပ်ချုပ်ရေးမှုတွေကိုဇက်တိုက်ပြားပြတာတွေရှိနေပြီးစစ်မှုထမ်းမပေးနိုင်တဲ့အုပ်ချုပ်ရေးမှုတွေကိုယာရုကနေဖြုတ်ချတာတွေရှိနေပါလေစစ်ကော်မရှင်ရဲ့စစ်မှုထမ်းတပ်သားစုဆောင်မှုကြောင့် လူငယ်တွေဟာလမ်းသွားလမ်းလာတာကအဆမလုံးကြုံမှုတွေရှိနေပြီးစိုးရင်ကြောက်လန့်စိမ့်နဲ့နေထိုင်နေရတယ်လို့လူငယ်တွေကဆိုကြပါတယ်စစ်ကော်မရှင်ရဲ့ချက်လက်တွေအရနိုင်ငံတော်မှာစစ်မှုရန်အပတ်စဉ်1ကနေအပတ်စဉ်18ထိစစ်မှုရန်တပ်သားစုဆောင်ခံရသူ9000နီးပါးရှိလာပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်းမိုင်းကောင်းမြို့မှာစစ်ကော်မရှင်တပ်ရဲ့လေကြောင်းဘုံကျဲတိုက်ခိုက်မှုကြောင့်အရသာပြည်သူ2ဦးသေဆုံးပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တရားမျိုးသားလူမျိုးရေးတပ်မတော် TNL ကထုတ်ပြန်ပါတယ်။မနေ့အောက်တိုဘာ20ရက်နေ့ည8:00နာရီချိန်လောက်မှာ မိုင်းငေါမြို့မြို့မဇေးလီကိုစစ်ကော်မရှင်တပ်ကဂျက်ဖိုက်တာလေယာဉ်နဲ့ပေါင်250ဘုံးနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တာပါစစ်ကော်မရှင်ရဲ့ဘုံးကျဲမှုကြောင့်မြို့သားတအုပ်နဲ့မြို့သမီးတအုပ်သေဆုံးခဲ့ပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကနေအိမ်ဆယ်လုံးနဲ့ဆိုင်ငန်း၅ခန်းထိမှန်ပျက်စီးခဲ့တယ်လို့ TNL ကဆိုပါတယ် အလားတူအော်တိုဘာ16ရက်နေ့ကလည်းမိုင်းငေါ့နမ်ဆန်နဲ့မန်တုံမိုးကုံမြို့နယ်တွေမှာစစ်ကော်မရှင်တပ်ရဲ့လေကြောင်းဗိုလ်ချုပ်တိုက်ခိုက်မှုကြောင့်ပြည်သူ၂ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါသည်စစ်ကော်မရှင်တပ်ဟာအခုအော်တိုဘာ10ရက်နေ့ကနေ16ရက်နေ့ထိ TNL ထိန်းချုပ်ထားတဲ့မြို့ရွာတွေကိုလေကြောင်းတိုက်ခိုက်မှု28ကြိမ်ထက်မနည်းပြုလုပ်ထားပြီးအဲ့ဒီတိုက်ခိုက်မှုကြောင့်ကလင်းငယ်နဲ့တန်ဃာတော်ပါဝင်ရဲသားပြည်သူ42ဦးသေဆုံးထားပါသည်တစ်ဖက်မှာလည်းအာနာသိန်းစစ်ကော်မရှင်ဟာရွေးကောက်ပွဲနီးလာတာနဲ့အမျှ တိုင်းဒလန်ကိုင်တပ်ဖွဲ့တွေအပါအဝင်တော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေသတွေကိုလေကြောင်းတိုက်ခိုက်မှုတွေပုံမှန်ပြုတ်လုလာပါတယ်။ နိုင်ငံကိုအုပ်ချုပ်နေတဲ့ Communist Party ရဲ့အော်တိုဘားလ20ရက်အတိတ်အစည်းအဝေးစတင်တဲ့ရက်ကမိခွန်ပြောကြားရမှာတရုတ်သမ္မတရှီဂျင်းဖင်ကလာမယ့်9နှစ်အတွက်တရုတ်နိုင်ငံရဲ့ရည်မှန်းချက်တွေကိုခြားပြထားတဲ့အစီအစဉ်အကြံတရက်ကိုအတည်ပြုခဲ့ပါတယ်။ 2026-2030အထိဆောင်ရွက်သွားမယ့်အမျိုးသားစီးပွားရေးနဲ့လူမှုရေးဖွံ့ဖြိုးရေးလာမယ့်၅နှစ်တာအစီအစဉ်အတွက်ပါတီကောင်ဆောင်တွေရဲ့အဆိုပြုချက်မူကြမ်းတွေနဲ့ပတ်သက်လို့ရှီကျင်းပင်ကရှင်းလင်းပြောဆိုခဲ့ကြောင်းနိုင်ငံပိုင်ဆင်ဟွာသတင်းဌာနကဖော်ပြပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံကဆောင်ရွက်သွားမယ့်လာမယ့်၅နှစ်တာအစီအစဉ်ရဲ့အသေးစိတ်ကိုဆင်ဟွာသတင်းမှမဖော်ပြထားပါဘူး။ ရှေ့ချနေတဲ့စီးပွားရေးနေကွေးမှုနောက်ဆုံးပေါ်နည်းပညာရဲ့အသုံးပြုခွင့်ကိုပြည်ပနိုင်ငံတွေကကန့်သက်တားဆီးမှုအမေရိကန်တို့တင်ပို့တဲ့ကုန်ပစ္စည်းတွေအပေါ်အခွန်တိုးမြင့်ကောက်ခံထားမှုအပအဝင်တရုတ်နိုင်ငံအတွက် မတိကျမရေရာမှုတွေနဲ့စိန်ခေါ်မှုတွေပုံများလာနေတဲ့အချိန်မှာအဲ့ဒီနောက်ဆုံးအစီအစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်အမျိုးသားလုံးချုပ်ရေးကာကွယ်မှုတေချာစီစီးပွားရေးဖွံ့ဖြိုးမှုရဲ့အကျိုးကျေးဇူးတွေကိုမျှတစွာနဲ့ပုံမိုကျယ်ပြန့်စွာဖြန့်ဝေရေး အရေးအသွေးမြင့်ဖွင့်မျိုးရေးနီးပညာစမ်းသစ်တီထွင်ရေးတို့ကိုအဓိကလှုံ့ဆော်မှုအဲ့ဒီအစီအစဉ်ကရည်ရွယ်တာဖြစ်တယ်လို့စင်ဟွာသတင်းဌာနအက်ဒီတာပိုင်းကပြောကြားထားပါတယ်။မိမိတို့ရှေ့ဆက်သွားမဲ့လမ်းမှာအတားအဆီးတွေနဲ့စိန်ခေါ်မှုတွေရှိလာမှာဖြစ်ပြီးမိမိတို့အနေနဲ့ကြီးမားတဲ့စမ်းသပ်မှုတွေနဲ့ရင်ဆိုင်ရမှာဖြစ်ကြောင်းအန်နီယယ်တွေစိန်ခေါ်မှုအသစ်တွေအများကြီးကိုဖြည့်ရှင်းဖို့မိမိတို့ကြိုတင်ပြင်ဆင်ထားရမှာဖြစ်တယ်လို့ဆိုပါတယ်။ တရုတ်အစိုးရအနေနဲ့စီးပွားရေးနဲ့လုံခြုံရေးအကျိုးစီးပွားကိုဘယ်လိုဟန်ချန်းညီအောင်လှုပ်ဆောင်မလဲတက်ကြီးရွယ်အိုတွေပုံများလာမှုကိုဘယ်လိုစီမံမလဲစားသုံးသူသုံးဆွဲမှုပုံများလာအောင်ဖွဲ့စည်းတိစောက်ပုံဆိုင်ရာအပြောင်းလဲတွေဘယ်လိုရှိလာမလဲဆိုတာနဲ့ပတ်သက်လို့လေးလာသူတွေနဲ့ယင်းနှီးမြုံနယ်သူတွေကအဲ့ဒီအစီအဝေးကိုစောင့်ကြည့်နေကြတာပါအခုတရင်ဘက်၄ရက်ကြာအစည်းအဝေးမှာမဲပေးခွင့်ရှိတဲ့အဖွဲ့ဝင်200နဲ့ Community Party ဗဟိုကော်မတီရဲ့တခြားအဖွဲ့ဝင်190တက်ရောက်နေပါတယ် အဲ့ဒီအဖွဲ့ကလာမယ့်၅နှစ်တာအစီအစဉ်မူကြမ်းကိုအတည်ပြုသွားမှာဖြစ်ပေမဲ့မတ်လမှာကျင်းပမယ်လို့မျှော်လင့်ရတဲ့လွတ်တော်ရဲ့လာမယ့်အစီအဝေးမှာတရားဝင်အတည်မပြုခင်အထိအသေးစိတ်အချက်အလက်တွေထွက်ပေါ်လာဖို့မရှိသေးပါဘူး။အစည်းအဝေးမတိုင်ခင်တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကအကျင့်ပြတ်ခြားရှားမှုတနင်္လာရှိတဲ့အကြီးအကဲအရာရှိ၉ဦးကိုကွန်မြူနတီပါတီကထုတ်ပယ်လိုက်ကြောင်းကြေညာခဲ့ပါတယ်။ သူတို့တွေက၈ယောက်ဟာဗဟုကောမဒီအဖွဲ့ဝင်တွေဖြစ်ပြီးပါတီကနေသူတို့ကိုထုတ်ပယ်လိုက်တာကြောင့်ကောမဒီမှာလူစားထိုးခန့်အပ်မှုတွေရှိလာမှာဖြစ်ပါတယ်ရေရှားဈေးကွက်မှာတရုတ်ကြီးစိုးထားမှုတိုက်ဖြတ်ရေးထရန့်ဆူရကနီလန်းရှာဖွေနေချိန် အမေရိကန်နဲ့ဩစတြေးလျတို့မြေရှားတပ်တုနဲ့တခြားရေးကြီးတဲ့တပ်တုများထောက်ပံ့မှုအားကောင်းလာစေဖို့ရွယ်တဲ့သဘောတူညီမှုတည်းရဲ့လက်မှတ်ရေးထိုးလိုက်ပါတယ်။ဩစတြေးလျနဲ့မိုင်းတွင်းလုပ်ငန်းတန်းစင်ထုတ်လုပ်နိုင်စွမ်းကိုတိုးမြင့်မဲ့ဒေါ်လာ၈.၅ဘီလီယံတန်ဖိုးရှိလှုပ်ဆောင်မှုအသင့်စီမံကိန်းတွေကိုအခုသဘောတူညီမှုကအထောက်အကူဖြစ်စေလိမ့်မယ်လို့ဩစတြေးလျဝန်ကြီးချုပ်အန်တိုနီအယ်ဘာနီစ်ကပြောပါတယ်။ဒီသဘောတူညီမှုမှာလာမယ့်၆လအတွက်အမေရိကန်နဲ့ဩစတြေးလျမှာ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမဲ့ဒေါ်လာ1ဘီလီယံပါဝင်တယ်လို့မူပေါင်းသတ်မှတ်ချက်မှာဖော်ပြပါတယ်။အမေရိကန်နဲ့ဩစတြေးလျတို့ဟာအဲ့ဒီကိစ္စရက်တွေအတွက်ထရိုင်ရဲ့ပထမသမ္မတတက်တန်းမှာကလေးကလှုပ်ဆောင်ခဲ့ကြတာဖြစ်ပေမဲ့နောက်ဆုံးသဘောတူညီမှုကလက်တွဲလောက်ကမ်းမှုကိုနောက်တဆင့်စီရောက်ရှိစေမှာဖြစ်တယ်လို့ဝန်ကြီးချုပ်အယ်ဘယ်နီစ်ကပြောတာပါ။အောက်တိုဘာ20ရက်ကအမေရိကန်ဗြိတိန်တို့နဲ့ ဩစတြေးလျရဲ့ဒေါ်လာဘီလီယံများစွာတန်ဖိုးရှိတဲ့ရင်းငုပ်သင်းပေါ်သဘောတူညီမှုနဲ့ပတ်သက်လို့လည်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအဲ့ဒီသဘောတူညီမှုကိုအပြည့်အဝရှေ့ဆက်အကောင့်ထဲပေါ်သွားမယ်လို့ပြောပါရီ။ အဲ့ဒီသဘောတူညီမှုဟာအမေရိကန်ပထမမူဝါဒနဲ့အဝင်ခွင့်ကြရှိစေရေးအသေးစိတ်ကိုပြန်လည်သုံးသပ်သွားမယ်လို့ Trump ဆိုရကအခုနှစ်စစောပိုင်းကပြောကြားခဲ့ပြီးတဲ့နောက်ဩစတြေးလျအနေနဲ့သူတို့ရဲ့တက်တန်းရှိနေပြီဖြစ်တဲ့ရင်းရင်အုပ်စုနေရာမှာအစားထိုးရေးအမေရိကန်ရင်ငုပ်သင်းမောတွေကိုဝယ်ယူနိုင်တော့မှာမဟုတ်ဘူးဆိုတဲ့စိုးရိမ်မှုတွေထွက်ပေါ်လာခဲ့တာပါ ဩစတြေးလျအနေနဲ့ရင်ငုတ်သင်းမောတွေလက်ခံရရှိမှာလားလို့မြင်မြင်ရာ Trump ကဩစတြေးလျအနေနဲ့ရင်ငုတ်သင်းမောတွေရရှိမှာဖြစ်တယ်လို့ဖြေကြားသွားပါတယ်။လက်ရှိမှာတရုတ်က မြေရှားတပ်ထုတူဖော်ရေး80ရာခိုင်နှုန်းနဲ့တန့်စင်ထုတ်လုပ်မှု90ရာခိုင်နှုန်းကိုထိန်းချုပ်ထားပါတယ်။မြေရှားတပ်ထုတွေဟာကာကွယ်ပစ္စည်းတွေကစပြီးကွန်ပျူတာ chips တွေထိ နည်းပညာအမြင်ပစ္စည်းတွေထုတ်လုပ်ရမှာမရှိမဖြစ်လိုအပ်တဲ့တက်တူတွေဖြစ်ပါတယ်။ American ဟာမြေရှားတက်တူအပေါ်အများကြီးမိခိုးနေရပြီးတရုတ်က American ရဲ့အခွန်အသက်တွေနဲ့တခြားတင်မာမှုတွေကိုတုံ့ပြန်တဲ့အနေနဲ့မြေရှားတက်တူထောက်ပံ့မှုကိုအခုနဲ့အတွင်းကန့်တတ်လိုက်တာကြောင့် American အတွက်အခက်အခဲတွေရှိလာခဲ့ပါတယ်။အခုသဘောတူညီမှုက Australia မှာရှိတဲ့တက်တူတန့်စင်ရေးစက်ယုံတွေမှာ American ရင်းနှီးမြှုပ်နှံမှုတွေအပါအဝင်စီမံကိန်း၃မျိုးမှာရင်းနှီးမြှုပ်နှံမှုတွေမြန်ဆန်လာစေဖို့ရည်ရွယ်တာဖြစ်တယ်လို့ဝန်ကြီးချုပ် Albanese ကပြောပါတယ်။ သူတို့နိုင်ငံအနေနဲ့ဈေးနှုန်းသတ်မှတ်တာဖွင့်ပြချက်ထုတ်ပေးတာအဲ့ဒီကဏ္ဍအတွင်းကုမ္ပဏီတွေနဲ့စီမံကိန်းတွေရောင်းချမှုကိုအစိုးရကပြန်လည်သုံးသပ်ရေးစီမံဥပဒေတွေထုတ်ပြန်တာမျိုးလိုကိစ္စရပ်တွေနဲ့ပတ်သက်လို့လက်တွဲအလုပ်လုပ်ဖို့လည်းသဘောတူထားပါတယ်။အော်စတြေးလျနောက်ပိုင်းမှာတနစ်ကိုတန်ချိန်တရာအဆင့်မြင့်တန်းစင်ရေးဆက်ယုံတိဆောက်ရေးမှာလည်းအမေရိကန်ကယင်းနှမြုပ်နှံသွားမှာဖြစ်ပြီး တွင်းကုံပို့ကုံဘန်ကားတစ်ဆင့်အရေးကြီးတဲ့တတ်ထုစီမံကိန်းတွေရှေ့တိုးဆောင်ရွက်နိုင်ရန်ရန်ပုံငွေအဖြစ်ကန်ဒေါ်လာ1.2ဘီလီယံထပ်ဝင်ဖို့လဲဝါရှင်တန်ကပြင်ဆင်ထားပါတယ်။ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1923ရက်အတွင်းကြာဆုံးသူနယ်ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်။ အာနာသိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှာအာနာသိန်းမှုဖြစ်ခဲ့တဲ့1923ရက်အတွင်းအကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ9388ဦးထိရှိလာပြီးဖြစ်ပါတယ်။ဒါအပြင်ဖန်စီထိမ့်သိမ့်ခံရသူ2943ဦးရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ9306ဦးရှိလာပြီဖြစ်ပါတယ်။ဝန်ပြည်နယ်မှာတော့အာနာသိန်းကာလအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖန်စီခံရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ ဒီအစီအစဉ်ကိုတော့နိုင်ငံရေးအကျဉ်းသားများကူညီဆောက်ရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်။တာလင်တိုင်းရဲ့နေ့လည်ခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကို ကြည့်ရှုခံစားခဲ့ရတာပါ။တာလင်တိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တာလင်တိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။